စစ်ကောင်စီကတောင်ကြီးမြို့မှာအင်္ဂလိပ်ဘာသာနဲ့ရေးသားထားတဲ့ဆိုင်းမုတ်တွေကိုမြန်မာလိုပြန်ပြောင်းရေးဖို့ညွှန်ကြားထားပါတယ်။ရက်ကွက်အုပ်ချုပ်ရေးမှူးတွေကတစင်ဒေသခံတွေကိုလိုက်လံညွှန်ကြားနေတာလို့ဒေသခံတွေရဲ့ပြပြချက်အရသိရပါတယ်။အင်္ဂလိပ်ဘာသာအခြားဘာသာတွေနဲ့ရေးသားထားတဲ့ဆိုင်းမုတ်တွေကိုဇွန်17ရက်နေ့ကနေစတင်ကမြန်မာစာနဲ့ပြောင်းလဲရေးသားနေစေတာပါ။အခုလိုညွှန်ကြားမှုဟာဘာကြောင့်လဲဆိုတော့မသိရသေးပါဘူး။စစ်ကောင်စီကအုပ်ချုပ်ရေးမှူးတွေကတော့ အထက်ညွှန်ကြားချက်ကြောင့်လို့သာပြောဆိုတယ်လို့ပြောပါတယ်။တောင်ကြီးမြို့ကအမျိုးသမီးတအူကအကောင်ပြောင်းရတယ်အတီကြီးလုံနေရတာတခြားမျိုးတွေတော့မသိဘူးရက်ွက်ကလိုက်ပြောတာပါဘာကြောင့်လဲတော့မသိရပါဘူးလို့ပြောပါတယ်အခုလိုပြောင်းလဲခိုင်းတာနဲ့ပတ်သက်ပြီးဒေသခံတွေကလူမှုကွန်ရက်တွေမှာလည်းဝေဖန်မှုတွေလှုံ့ဆော်နေပါတယ်ဒါဟာစစ်ကောင်စီကရရချေတာဖြစ်နိုင်တယ်လို့လည်းဒေသခံတွေကပြောပါတယ်နှစ်ရက်အတွင်းပြောင်းခိုင်းလို့ပြောင်းနေကြရတော့ဟုတ်တယ် ။ဘာကြောင့်ပြောင်းခွင့်လဲဆိုတော့တေချာဘယ်သူမှမတေချာဘူးလို့ဒေသခံမျိုးသမီးတဦးက CJ platform ကိုပြောပါတယ်။ဒီလိုရဟာနှင်းကောင်းစက်လောင်နောက်ပြန်ဆွဲတဲ့လုပ်ရဖြစ်တယ်။အာနာရှင်အောင်ဦးနေဝင်လက်ထက်ပြုလုပ်ခဲ့တဲ့လိုမျိုးလုပ်ရဖြစ်တယ်လို့နိုင်ငံရေးလေလာသုံးသက်သူတဦးကလည်းဆိုပါတယ်။စစ်ကောင်စီရဲ့ပြောင်းလဲခိုင်းမှုကြောင့် Ocean Center ကိုသမုဒ္ဒရာအယောင်စင်တာ711 Cafe ကို Concert Cafe ဆိုပြီးစိုက်မုံအမည်ပြောင်းလဲထားတဲ့ပုံတွေကိုလူမှုကွန်ရက်မှာတွေ့ရပါတယ်။ မျိုးဘော်ကတချို့ရက်ကွက်တွေမှာတော့မြန်မာအင်္ဂလိပ်နှစ်ဘာသာနဲ့တွဲပြီးရေးထားတာကိုလက်ခံတယ်လို့လဲဒေသခံတွေရဲ့ပြပြချက်အရသိရပါတယ်ရှင်အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့ ਨੇ CJ platform သတင်းဌာနရေရှည်ရဲ့ဒီနိုင်ရဲ့အတွက် YouTube မှာလည်း CJ platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း channel ကို like and subscribe လို့ဆောင်ပြီး notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်